အဓိပ္ပာယ်လေးကိုပြောပြချင်တာကြားနေပါဘူးဒီ comment section ညီမလေးကိုရန်ကျေးဇူးတင်ပါတယ် location နဲ့ place နဲ့ကအဓိပ္ပာယ်တော်တော်ကွဲပါတယ်တာမန်အားဖြစ်တော့နေရာလို့တို့တွေအများစုသိကြတယ်ပေါ့တကယ်ဆိုရင် location ဆိုတာတည်နေရာကိုပြောတာမြေပုံတွေမှာပြောတယ်နှုတ်ပြီးတော့ဘယ်နေရာဘယ်ဌာနဆိုပြီးတော့လိပ်စာတွေတက်ပြောကြတယ် place ကတော့အဲ့လိုမဟုတ်တော့ကြိုက်တယ်မကြိုက်ဘူးဆိုတဲ့ခံစားချက်တွေပါလာဒီ place နဲ့ location ကိုတော့ဒီ definition လေးတစ်ချက်ကြည့်ကြည့်ပေါ့နော်ဟိုဗီဒီယိုရှင်းသွားမှာဆိုတော့အဲ့တော့ ဥမာသုံးမယ်ဆိုရင် a beautiful place a romantic place ပဲရှိတယ်နောက်ထပ် location ကိုသုံးရင်လည်းဒီတိုင်းပဲဥမာပြောရမယ်ဆိုရင် restaurant location ကိုသုံးလို့ရအဲ့ဒါကိုမှမှ a beautiful place ကို a beautiful location ကိုသုံးလို့မရနောက်တစ်ခုက a romantic place ပဲရှိတယ် a romantic location ဆိုတာမရှိတော့အသေးပေတွေကတကယ်လှပါတယ်ကိုက location နဲ့ပတ်သက်ပြီးသုံးခြင်းတိနေရာကိုသာသူအဓိကပြောခြင်းပြီးတော့ place ကိုသုံးခြင်းတော့ တို့ရင်းထဲကခန်းစားချက်ရှိရမယ်အဲ့နေရာကိုကြိုက်တယ်မကြိုက်ဘူးလို့ပြောတာဥမာ beautiful place လို့တုံးလိုက်တာတခြားရွေချက်နဲ့တုံးတာမဟုတ်ဘူးလှတယ်ဆိုရင်ကြိုက်တယ်လို့ပြောချင်တာကြိုက်တယ်နှစ်သက်တဲ့သဘောကျတဲ့အတွေ့အကြုံတွေခန်းစားချက်တွေကိုထည့်ပြောတဲ့အတွက်ကြောင့် place လို့တုံးလို့ရအဲ့လိုမဟုတ်ဘဲနဲ့နေရာတစ်ခုပဲတည်တဲ့ညွှန်းချင်တဲ့နေရာကိုညွှန်းချင်တဲ့လိပ်စာတွေတက်ချင်တဲ့မြေပေါ်မှာထောက်ပြချင်တာမျိုးဆိုရင် location ပဲတုံးပါလေအဲ့တော့ location နဲ့ place နဲ့ပတ်သက်ပြီးတော့နားလေသဘောပေါက်တယ်ဆိုရင် yes လို့ရေးခဲ့ပါတကယ်လို့တခြားမေးစရာရှိရင်လည်း comment section မှာရေးပေးခဲ့လို့ရပါတယ် ပြန်ပြီး reply ပြန်ပါမယ်။အားလုံးကိုယ်စိတ်နှစ်ပါးကျမ်းမှာချမ်းသာပါစေ။နှင်းနှီးကြိုင်တာပြီအခုမှပဲစား။